ဝင်တာအာဝင်တာလည်းပြောတယ်သူတို့အောင်မြင်ပါစေလို့ဆိုပြီးလုပ်နေတာကိုငင်ချင်းကိုချင်တာပေါ့ကြီးကိုငင်ချင်းကိုချင်တာပေါ့ကိုကကိုမျက်စီရဲ့တော့ကိုကိုမြည်လောက်တာကောင်းတယ်ပေါ့တော်ပဲပေါ့အမူသူကလည်းဝါသနာပါတယ်အတော်ပဲသူ့နေရာလည်းဝါသနာပါတယ်ဆိုတော့ကဲဒါလေးလုတ်ပေါ့နောက်သူတို့ဘိုးဘိုးကလည်း မြင့်မြန်မာညီညီအောင်ဆိုတော့လေအဲတော်ပဲပေါ့ကွက်တိပဲပေါ့ဆိုပြီးအဲ့ဒါကလုတ်ကြလုတ်ကြဒါပေမဲ့ဖူးဖူးနေရတော့တိတ်ပြီးတော့မဟုတ်ပါဘူးเนาะဒီပြည်လူတွေညိုက်တာများပါလားငန်းနေတဲ့မီဒီယာမော်ဒယ်လုတ်တယ်เนาะဟုတ်တယ်ဟုတ်တယ် CNN တွေပါလေတော့ပြိုင်တာဟုတ် CNN ထိတော့ပြိုင်တာပြိုင်တာဟုတ်ပါတော့ကြာမလို့လဲဆိုကလေးတယောက်ဆောင်နေတယ်မြန်မာဆိုတယ်လေခဏလေးဖွက်လိုက်ပါကနလေးဖွက်လိုက်။နည်းနည်းကြည်လာမဝုန်းနဲ့ကြည်လာမဝုန်းနဲ့သူပြန်တုတ်လိုက်မယ်။ဟုတ်ကဲ့။ ဟောကိုကိုမီးကိုဆိုတော့လေဟိုကြက်တရေတွေရှိလှနေဒါကတော့ခုဒီရွယ်မှာဒီလောက်လှနေတယ်ဆိုရင်ဆက်ခွန်၁၈လောက်ကြာရင်အမှန်ကြည့်လိုက်ဆက်ခွန်၁၈လောက်ကြာရင်တော့ဟုတ်လိုက်ပါဒါမဲ့ဟိုအသက်ပေါ်မှာချက်အဲ့လိုကိုကြည်ထွားပေါ်ပမာမို့တည်းရတကယ်လို့သမီးလေးနည်းနည်းလေးအရိုက်ရှည်ရှည်အဲ့လိုမျိုးမင်းသမီးရွယ်လောက်အဲ့လိုထွားခဲ့လို့ရှင်တော့အသက်စောပိုင်းနဲ့ရိုက်ဖြစ်မယ်ရိုက်ဖြစ်မှန်းတယ်ဟုတ်တယ် ာခုဆက်နေဟုတ်ကဲ့ဆက်နေတော့ပါဘူးဟုတ်ဒီနေ့ထွားလဲလားတီကုန်းနဲ့သမီးနဲ့ဘယ်လိုမျိုးတော်ဆက်တယ်ဆိုလဲပြောပြပါဦးမိဘွားမိဘွားသူ့မေသူ့မအဲ့ဒါမိမိကိုခေါ်လာပြောဝန်ရံတာပေါ့ဟုတ်တယ်ဟုတ်ကဲ့အော်ကျင်နာတော့ပေါ့သူလည်းမစိုးတော်တယ်ကိုလုံနိုင်တယ်ပြောရင်ပြောသလိုလေးကွတိဖြစ်အောင်လုပ်တယ်ဆိုတော့ကိုရကျင်နာတယ်ကိုတင်ပေးစရာမလိုဘူးအဟော excited ဖြစ်နေပါ တော့အများကြီးပဲအဲ့မှာအေးရဲ့အချိန်ဆိုအေးရဲ့အချိန်မှာညဘက်ကြီးကြီးချိုးခဲ့ရတယ်လည်းရှိရယ်နေမကောင်းဖြစ်တဲ့အခန်းနေတော့ပျော်စရာကြီးပေါ့နော်ဟုတ်အမကြရရောအများကြီးပါပဲရိတ်တာလည်းကြာကြီးပဲအမှဆိုရင်ဟုတ်ဟုတ်ရှိရယ်ငိုကန်းနေလည်းရှိရယ်ပြီးတော့အမှအခန်းလေးတစ်ခန်းပါအဲ့ခန်းမထုံလေးနဲ့တမျိုးကောင်းဆောက်ဆွဲတဲ့အခန်းပေါ့နော်အဲ့ခန်းမှာလည်းတကယ်ဆောက်ဆွဲကန်ကြီးပါဆောက်ဆွဲကန်တကယ်ဆောက်ဆွဲကန်ကြီးပါငိုကန်းကြီးလားအဲ့ဟာတကယ်ငိုကငိုတကယ်လည်းငိုပဲပြီးတော့တကယ်လည်းနာတကယ်လည်းနာစုတင်မလိုက်ဘူးဒီကော ဒီကောင်ကလည်းဒီပြရိုက်ကွင်းလေးတွေသွားနေဆိုသူ့အမိနဲ့သူနဲ့ပဲသွားကြတာလေအဲ့ဒီဝင်းတာဟာအာဝင်းတာလည်းပျော်တယ်သူတို့အောင်မြင်ပါစေလို့ဆိုပြီးလုပ်နေတာကိုငင်ချင်းကိုချင်တာပေါ့ကြီးကိုငင်ချင်းကိုချင်တာပေါ့ကိုကကိုမျက်စီရဲ့တော့ကိုကိုမြည်လောက်တာကောင်းပြီပေါ့တော်ပဲပေါ့မင်းမြန်ငယ်ရှိပါရဲ့တမိနဲ့အခုအကုန်လုံးပြေဆုံးတာလည်းမဟုတ်ဘူးလောက်ကြရလေရှိအမားလေးလည်းရှိပါရဲ့ဟုတ်ဟုတ် သူတို့ကလည်းဝါသနာပါတယ်အတော်ပဲသူ့မြန်လည်းဝါသနာပါတယ်ဆိုတော့ကဲဒါလေးလုပ်ပေါ့နောက်သူတို့ကူကူကလည်းမြင့်မြမာညီညီအောင်ဆိုတော့လေကဲတော်ပဲပေါ့ကွက်တိပဲပေါ့ဆိုပြီးအဲ့ဒါကဲလုပ်ကြလုပ်ကြဒါပေမဲ့ဖူးဖူးနေရတော့တိတ်ပြီးတော့မဟုတ်ပါဘူးเนาะဒီပြည့်လူတွေနဲ့ရိုက်တာများပါလားဒီကောကတော့မင်းသမီးဖြစ်တဲ့အထိမှန်းသားလားမင်းသမီးဖြစ်စီခြင်းနဲ့ဟာကူသူ့တော်ကူဖြစ်တာရနာလိုက်စီခြင်းသေးတယ်ပေါ့เนาะ ခဏလေးနားထားမယ်ကလေးသေးဥဆောင်ဘဝလေးကိုကြော်လွန်ပြီးမှနောက်တစ်ခါမင်းသီးဘဝကိုပြန်နှမ်းခိုင်းမယ်ပေါ့အဲ့လိုမှန်တာဟုတ်ဝါဒနာပါအမီးဒီဟာလောက်တာ9မိနစ်ထဲအစားလောက်တာ9မိနစ်ထဲ6မိနစ်လောက်ရုပ်ရှင်နေစားရရပေါ့နော်အခု7မိနစ်အထိဝါဒနာပါပါအမီးလောက်ဖို့လဲစိတ်ကူးရှိပါတယ်နာနေတဲ့မီဒီယာမော်ဒယ်လောက်တယ်နော်ဟုတ်တယ်ဟုတ်တယ်ပီအန်အန်တွေပါတော့ပြိုင်တာဟုတ်ပီအန်အန်ထိတော့ပြိုင်တာတော့ပြိုင်တာဟုတ် အမတ်တရားဆိုတာအများကြီးရှိပါတယ်။အများကြီးအဖာရဲ့အဲ့လိုလုံးဖို့လည်းရှိပါရုပ်ရှင်ဇာတ်ကားရဲ့လည်းရိုက်ဖို့ရှိရဲဒါပေမဲ့ခဏလေးနားမယ်။ပြီးလို့ရှိရင်အတက်ကြီးလာရင်တော့မင်းသမီးညမှာလို့ရိုက်မယ်။ဖားတို့ကကြာမလို့လဲဆိုကလေးတယောက်ကောင်နေနေပဲမြင်မှစိုးတယ်လေ။ခဏလေးဖွက်လိုက်မှာ။ခဏလေးဖွက်လိုက်။ကြည်လာမှာဝုန်းနေကြည်လာမှာဝုန်းနေသူပြန်တက်လိုက်မယ်။ကဲ။အော်ကိုကိုမီးကိုဆိုတော့လေကိုစက်တရည်တွေရှိ လှနေဒါကတော့ခုဒီရွယ်မှာဒီလောက်လှနေတယ်ဆိုရင်ဆက်ခွန်ဆက်ရှစ်လောက်ကြာရင်အမှန်ကြည့်လိုက်ဆက်ခွန်ဆက်ရှစ်လောက်ကြာရင်တော့ဟုတ်လိုက်ပါဒါမဲ့ဟိုအသက်ပေါ်မှာချက်အလိုကိုကြည်ထွားပေါ်ပေါ်မှာမို့တည်ရတကယ်လို့သမီးလေးနည်းနည်းလေးအရိုက်ရှည်ရှည်အဲ့လိုမျိုးမင်းသမီးရွယ်လောက်အလိုထွားခဲ့လို့ရှင်တော့အသက်စကောပိုင်းနဲ့ရိုက်ဖြစ်မယ်ရိုက်ဖြစ်မှန်းတယ်ဟုတ်တယ်ဘယ်နောက်ပြီးတော့လဲအခုလည်းအကုန် ိုသူမတင်တာမရှိအောင်အကုန်သူ့ဖေမိရလဲအရန်ပန်ပို့တယ်လေဘုံတင်နေဂျွန်မားတို့ရေကူးတို့အကားတို့နားတဲ့အချိန်တင်တာနားတဲ့ကြောင်းနားလိုက်တာနဲ့ရတဲ့ချိန်မှမနာအောင်ဘုံဘောင်းချောက်တင်နေတာလေဟုတ်တမီးအဲ့ဒီအဲ့ရွှေရှင်မရိုက်ကြည့်ပြီးတော့ဗီအဲဒီကွယ်လိုက်တဲ့အချိန်ထားထဲမှာလဲတမီးအဲတင်ကြစကားကြီးလဲအများကြီးရှိတယ်ဟုတ်တင်မှုပေါ့နော်ကိုမသိရဲ့ဟာကြီးလဲတင်မှုအများကြီးရှိသေးပါရဲ့ မအားလုံးအပ်ပါတယ်ဒီသမီးလေးမလိမ္မာလာရှိရင်လည်းဆုံးမပေးပါမတက်တာရှိရင်လည်းသွန်နေပေးပါလို့ခွားနေအပ်ပါတယ်ဟုတ်ဒီနေ့ကားပေါ့နော်27ရက်နေ့ကျရင်ထွက်မှာပါအမီးပါဝင်ထားတဲ့ကားလေးပါအကောင်းဆုံးလဲစူးစမ်းထားပါရဲ့အမပါရင်လည်းခွင့်လွှတ်ပေးချင်ပါတယ်ကျေးဇူးပါကျေးဇူးပါ